ကမ္ဘာနောက်ဆုံးကြန့်ရှိတဲ့ပင်လယ်နေလူမျိုးများကိုသိကြပါသလားသူတို့ကမြန်မာနိုင်ငံမှာရှိနေတဲ့စလုံခေါ်မော်ကင်းလူမျိုးများပဲဖြစ်ကြပါတယ်တနည်းအားဖြင့်ပင်လယ်နေတိုင်းရင်းသားများဖြစ်လဲကြော်ကြပါတယ်မြန်မာနိုင်ငံတနင်္သာရီတိုင်းမိကျွန်းစုနဲ့ထိုင်းနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းများမှာနေထိုင်ကြပါတယ်မြန်မာနိုင်ငံမှာစလုံလူမျိုးလူဦးရေ2000ခန့်ရှိကြပြီးတော့ထိုင်းမှာတော့3000ခန့်ရှိတယ်လို့သိရပါဗျ။ Austronesian ဘာသာစကား အုပ်စုဝင်ဖြစ်တဲ့မော်ကင်းဘာသာစကားကိုပြောဆိုကြတယ်။ရိုးရာနှက်ကိုဝဲမှုတွေဖြစ်တဲ့အနီမစ်ဝါရာညာရှိကြပြီးရရိုးရာလေးပြိုင်ပွဲတွေတင်ပင်းတဲ့နဖရားများဘူးပူဇော်တဲ့အခမ်းအနားတွေပြုလုပ်လို့ရှိကြပါတယ်။ဆလုံးလူမျိုးများကတောင်တရုတ်ပင်လယ်နဲ့အရှိထောင်အာရှကျွန်းစုများတွင်နှစ်ပေါင်း၄000ခန့်ကလေးကရွေရှားနေထိုင်ခဲ့ကြတဲ့ Sea Nomads လို့လည်းခေါ်တယ်လို့နောက်တစ်မျိုး Sea Chips လို့လည်းခေါ်တယ်ပေါ့နော်သူတို့ကပင်လယ်နေလူမျိုးစုတွေဖြစ်တယ် မြမပင်လေပြင်ကို18ရာစုနှောင်းပိုင်း19ရာစု အစောပိုင်းမှာသူတို့ကလှေများနဲ့ရွှေပြောင်းနေထိုင်ခဲ့ကြပြီးတော့ဘိတ်ခေါတောင်းအဲဇာတကြီးကျုံမြမှာအခြေချနေထိုင်ခဲ့ကြတယ်။သူတို့ကငါးဖန်းချင်းပလဲစုဆောင်ငင်းများနဲ့အတက်မွေးကြတယ်။ကိုလိုနီခေတ်ခါဆိုလို့ရှိရင်သူတို့ကိုပင်လေဓမြများအထက်ခေါင်းစဉ်တက်ပြီးတော့ဖိနှိပ်ခဲ့ကြတယ်။ စလုံးလူမျိုးများရဲ့တဘာဝပေးတဲ့လက်ဆောင်တစ်ခုရှိတယ်။အဲ့ဒါကတော့အားလုံးသိတဲ့အတိုင်းပဲရှိကြာကြီးငုံနိုင်ခင်မှာဒါကသူတို့အမျိုးနယ်စုရဲ့ထူးခြားတဲ့ဇီဝစွမ်းရည်ပဲဖြစ်တဲ့ 2003ခုနှစ်ကဆွေရင်သိပ္ပံပညာရှင်များပြုလုပ်သောလေးလာမှုများမှဆိုလို့ရှိရင်စလုံးလူမျိုးများ၏ခြံတစ်အရာအသေးကတာမန်လူများထံ90ရာခိုင်နှုန်းပူကြီးပြီးတော့အောက်ဆီဂျင်ကိုပူမိုထိုးလောင်နိုင်စမ်းရှိရလို့တွေ့ရှိရတယ်ဗောနော် ရေအောက်မှာဆိုလို့ရှိရင်နှောင်းခုံလုံးနှိကွေးသွားခြင်းတွေဖြစ်ပြီးတော့အောက်ဆီဂျင်သုံးဆဲမှုကိုလည်းရှော့ချပြီးရဲ့ ။တာမန်လူတူကရှေအောက်မှာအလွန်ဆုံး10မိနစ်2မိနစ်ခန့်သာနေနိုင်တော့လေဆလုံးလူမျိုးတွေက10မိနစ်ခန့်ထိအေးစေးနေဟန်ကြရလို့သိရပါတယ်။ငါးဘန်းချိန်နေမှာဆိုလို့ရှိရင်ရှေအောက်15မီတာမီတာအနက်20ထိကိုဆင်းပြီးရောအလုံးလုံးနိုင်ကြရပါတော့။သူကခလေးဘဝ၄ငါးနှစ်သားလောက်ခရေရရှင်ငုံဤတွေကိုလေလာတင်ကြားကြတယ်ဘီချလို့ရှင်ရင်အဲနောက်တစ်ခုကသူတို့မျိုးလုံးကရေအောက်မှာဆိုရင်တာမန်လူများထက်နှစ်ဆပုံမှုကောင်းစွာငင်းနိုင်ကြရတယ်ပေါ့နော်တော်တော်အံအုပ်မှုကောင်းတဲ့လူသားတွေပဲနော် ပြီးတော့ထူကြတာတခုရှိသေးရဲ့အဲ့ဒါကသူတို့ကလေပေါ်မှာအာဝုလေးတွေကိုမွေးကြတဲ့ဓလေ့ရှိရဲ့ပေါ့နော်သူတို့ကခွေးလေးတွေကိုအချစ်တော်လေးတွေအဖြစ်တာမကလုံးယုံကြီးအခုနီပေးတဲ့အဖော်တွေဖြစ်လဲတတ်မှတ်ကြရဲခွေးလေးတွေကသူတို့သခင်တွေရဲ့ငါးဖက်လေးတွေကိုစောင့်ကြည့်ပေးတာတို့အန်ဒီရရှိတဲ့တရဝဥပမာငမန်းတို့နီးလာလို့ရှိရင်အချက်ပေးတာတို့လည်းပြုလုပ်ကြရဲပြီးရင်အဲ့ခွေးလေးတွေကမုန်တိုင်းကိုလည်းချိုတင်တိနိုင်တယ်လို့လည်းစလုံးမျိုးတွေကယုံကြည်ကြရဲ တကယ်ကသူတို့လေကအချီးမဟုတ်ဘူးတသေးလေးတွေပဲဗောနော်အဲ့ဒီအပေါ်မှာအဲထမင်းဟင်းချက်တဲ့ခလေးတွေကလည်းအဲ့ဒီလေပေါ်မှာပဲခီးပင်းကြရတယ်ခွေးလေးတွေကိုလည်းအဲ့ဒီပုံမှာပဲမွေးကြရတယ်ခွေးလေးတွေကလည်းငယ်စဉ်ကလေးကလေပေါ်မှာပဲနေထိုင်ကြတဲ့အခါကျတော့အဲလေရန်ရေရန်ရာသီဥတံကိုခံနိုင်ရပြီးတော့ပင်လယ်ပြင်နဲ့လိုင်ယုံကြီးယူစားနေထိုင်ကြရတယ်ဗောနော်သူတို့ကလည်းခွေးလေးတွေကိုသူတို့ရဲ့မိသားစုဝင်အဖြစ်သတ်မှတ်ပြီးမွေးမြူကြတယ် ဒီစလုံးမော်ဂင်လူမျိုးတွေရဲ့အခက်ခဲရှိရေပေါ့နော်အဲ့ဒါကတော့ through ခုမြန်မာနိုင်ငံကတရားဝင်အတိမတ်ပြုထားတဲ့တိုင်းရင်းသား135မျိုးတွေမှာမပါဝင်ကြဘူးပေါ့နော်ဒီမှာအစိုးရရဲ့ဘက်ကတိုင်းရင်းသားဆိုပြီးတော့သတ်မှတ်တဲ့နေရာမှာဆိုလို့ရှိရင်နေမြေတည်ငြိမ်မှုသမိုင်းကြောင်းရှိမှုတွေကိုအလေးထားတယ်ပေါ့နော်။စလုံးနှူးကကြတော့လူရည်နေပါတာကတချောင်းရေးပေါ်မှာပဲရွေရှားနေကြရတဲ့အဲပုံစံဖြစ်နေတော့ပေါ့နော်။တိုင်းရင်းသားလို့သတ်မှတ် ဖို့တတ်မှတ်ချက်နဲ့မကိုက်ငင်ဘူးအဲအကြောင်မို့လဲတိုင်းရင်းသားဖြစ်နေမထည့်သွင်းတာလို့ယူဆနိုင်နေပေါ့နော်ဒါကြောင့်လဲအခြေခံအခွင့်အရေးများဖြစ်တဲ့ပညာရေးကျန်းမာရေးတို့ရရှိဖို့အတွက်သူတို့မှာအခက်အခဲရှိတယ်။ထိုင်းမှာဆိုလို့ရှိရင်လဲစလုံးလူမျိုးတွေကိုတရားဝင်တိုင်းရင်းသားဖြစ်အတိမတ်တော့မပြုရသေးဘူးဒါပေမဲ့လဲခွင့်ရေးတွေတော့အများကြီးစီစဉ်ပေးထားတယ်လို့သိရတယ်။ပြီးတော့တဘာဝဘေးအန္တရာယ်ရာသီဥတုပြောင်းလဲမှုတွေနေကြောင်းပင်လယ်ရေမျက်နှာပြင်နေမြင့်တက်လာမှုတွေကလဲသူတို့ရဲ့အတက်မွေးမှုကိုချိန်ချောက်လျက်ရှိရယ်။နောက်ဆုံးတစ်ခုကတော့ဘိတ်ကျုံးစုတွေကိုခရီး းသွားတွေတိုးတက်လာခြင်းကလည်းသူတို့ရဲ့တဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်တယ်လို့သိရပါဗျ။အခုဆိုလို့ရှိရင်သူတို့ရဲ့ရိုးရာရင်ချေးမှုအဲဒလိစရိုက်များကပျောက်ကွယ်လူနှိပါဖြစ်နေပြီလို့သိရတယ်ပေါ့နော်။ဒါကြောင့်လည်းပေါ့နော်အခုဒီစလုံတိုင်းရင်းသားများကဘူးကုညီပေးနေတဲ့အဖွဲ့အစည်းများစွာရှိနေတော့လဲသူတို့ဘူးဒီထက်ပိုပြီးတော့ကာကွယ်စောင့်ရှောက်ပေးဖို့လိုအပ်နေသေးပဲဖြစ်ပါတယ်